ါပါရှင့်ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်ကလေရင်နဲ့ဘုံကျဲတဲ့အချိန်အတွင်းမှာ KNL စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကြောင်နေတည်ဆုံးနေဆိုပြီးစစ်တပ်ကသတင်းထုတ်လွှင့်နေတာကမုတာဝါရဖြန့်ချီမှုဖြစ်တယ်လို့ KNU ကပြောပါတယ်မန္တလေးအိုးဘိုတောင်မှာရှိတဲ့အမျိုးသားဆောင်ကိုဒရုန်းနဲ့ဘုံကျဲချခံရတာကြောင့်တေဆုံးခဲ့တဲ့နိုင်ငံရေးအကျဉ်းသားဦးရ၁၈ဦးထိတိုးလာတဲ့ဆိုတဲ့သတင်းအပါအဝင် ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ရဲ့လေရင်နဲ့ဘုံကျဲမှုအတွင်း KNL စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေတေဆုံးနေဆိုတဲ့မဟုတ်မမှန်သတင်းတွေကိုစစ်တပ်ကထုတ်လွှင့်နေတာမှာမူတာဝါရဖြန့်ချီနေတာဖြစ်တယ်လို့ KNU ဘဟုအလုံးမှုဆောင်လည်းဖြစ်ပြီးပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ဘတိုစောတော်နီးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ် ပြီးခဲ့တဲ့ဩဂတ်စ17ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က KNU ဗဟိုဌာနချုပ်ကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာမှာတော့ KNU စစ်ဦးစီးချုပ်စောကြုံနေတဲ့အတူအယောက်80သေဆုံးသွားပြီးနောက်တနေ့မှာဒဏ်ရာရရှိသူအယောက်30ရှိကထပ်မံသေဆုံးခဲ့တဲ့ဆိုတော့မဟုတ်မမှန်သတင်းတွေကိုစစ်တပ်ရဲ့ News of Myanmar NOM Telegram Channel အပါအဝင်စစ်တပ်ထောက်ခံတဲ့ Lobby Channel တွေမှာပါ August 16ရက်နေ့ကတပြိုင်တည်းသတင်းတွေဖြန့်ဝေခဲ့ကြပါတယ်။ အကျွမ်းဘတ်စစ်တပ်ကဩဂတ်စ်လ10ရက်နေ့ည7နာရီဝန်းကျင် အချိန်မှာကရင်ပြည်နယ် KNU တပ်မခွန်ဌာနချုပ်မော်ပယ်ခွန်နဲ့တစ်ပေထနေရာတွေကိုဝိုင်းတွဲလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်နေအိမ်တို့မီးလောင်ပြီး KNL ရဲဘော်တအူဖုံးစထိမှန်တန်ရာရရှိခဲ့ပါတယ်။အဲ့လိုတိုက်ခိုက်ပြီးတဲ့နောက်မှာစစ်တပ်ကတဖက်မှာတရင်အမတွေထုတ်လွှင့်နေချိန်ကော့ဂရိတ်မြဝတီအာရှလမ်းမကြီးကိုရရှိဖို့အတွက်အင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ KNL နဲ့ပူပေါင်းတပ်တွေကအာရှလမ်းမကြီးမှာထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်ကိုခုခံတိုက်ခိုက်နေတဲ့အပြင် ထိုင်းမြန်မာနယ်စပ်မှာလည်းဝေါ်လင်စစ်တပ်ပြူဟာစခန်းကိုထပ်ပြီးပိတ်ဆို့တိုက်ခိုက်နေတယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မန္တလေးအိုးဘိုတောင်မှာရှိတဲ့အမျိုးသားဆောင်ကို drone ပုံအကျဲချခံရတာကြောင့် တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသား18ယောက်အထိတိုးလာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထွန်းက ပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ10ရက်နေ့မှာမနက်10နာရီအချိန်ကမန္တလေးအိုးဘုံတောင်မှာရှိတဲ့အမျိုးသားဆောင်အပေါ်ကိုဒရဘုံနှလုံးကြားရောက်ပောက်ကွဲခဲ့တာကြောင့်နိုင်ငံရေးအကျဉ်းသား18ဦးအခြားအကျဉ်းသား4ဦး စုစုပေါင်း22ဦးသေဆုံးခဲ့ကထိခိုက်ဒဏ်ရာရရှိသူအနည်းဆုံး10ဦးထိရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ကစုံစမ်းအတည်ပြုနိုင်ခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ကထိန်းချုပ်ထားတဲ့အကျဉ်းတော်ဖြစ်တာကြောင့်ဒရဘုံကျဲချခဲ့တဲ့အဖွဲ့တွေရဲ့အချက်လက်တွေစုံစမ်းရရှိဖို့အခက်အခဲတွေရှိနေတာကြောင့်အတည်ပြုနိုင်ရေးဆက်လက်စ조사ဆောင်ရွက်နေဆဲဖြစ်ပြီးထူးခြားမှုကိုဆက်လက်ထုတ်ပြန်သွားမယ်လို့ပြောပါတယ်။ PPNM အကျဉ်းတော်အတွင်းမှာရှိတဲ့နိုင်ငံရေးအကျဉ်းသားတွေရဲ့လူခွေချိုးပေါက်ခံရမှုတွေပေါ်ထုတ်တာမှတ်တမ်းထားရှိတာကျူးလွန်သူတွေကိုအေးအေးယူမှုတွေပြုလုပ်နိုင်ဖို့ဆောင်ရွက်မှုတွေကိုအစဉ်တစိုက်ပြုလုပ်နေတာဖြစ်တယ်လို့ပြောပါရယ်။တည်ဆုံးခဲ့ရတဲ့နိုင်ငံရေးအကျဉ်းသားတွေစီးရင်ကိုထုတ်ပြန်ရတာဟာ PPNM အဖွဲ့ဝင်တွေကိုယ်တိုင်တေချာစီစစ်အတည်ပြုပြီးမှသာလျှင်ထုတ်ပြန်ထားတာလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပြောဆိုထားပါရဲ့ရှင်။ န္တလေးတိုင်းဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့နယ်ကိုဒီနေ့မနက်ပိုင်းမှာစစ်တပ်ကတိုက်လေရင်နဲ့ဘုံတွေကျဲချခဲ့တယ်လို့မိုးကုံမြို့ကပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ဒီနေ့ဩဂတ်စ18ရက်နေ့မနက်8:59မိနစ်အချိန်နဲ့မနက်9:03မိနစ်အချိန်မှာစစ်ကောင်စီတပ်ရဲ့တိုက်လေရင်တွေကမိုးကုံမြို့နယ်အရှေ့ပိုင်းကိုဘုံတွေကျဲချခဲ့ပါရယ်။လက်တလုံးမှာတော့ဘုံကျဲမှုကြောင့်ထိခိုက်သေးဆုံးတဲ့အခြေအနေကိုမသိရသေးပေမယ့် ်လေကြောင်းအန္တရာယ်ကိုထပ်မံစိုးရိမ်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ23ရက်နေ့ည7:49မိနစ်အချိန်မှာလဲ TNL သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းမိုးကုံမြို့နယ်ကရွှေလိပ်ပြာအနီးတစ်ဝိုက်ကိုလေရင်နဲ့ဘုံတွေကျဲချခဲ့ပါတယ်။ဒါ့အပြင်ဇူလိုင်လ8ရက်နေ့မနက်9:00ဝန်းကျင်အချိန်ကလဲစစ်ကောင်စီကမိုးကုံမြို့အနောက်ပိုင်းခေါင်းပါရှိုစာတင်ကျောင်းအနီးကိုလေရင်နဲ့ပေါင်900ဘုံတလုံးကျဲချသွားတာကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအများပြဒဏ်ရာရရှိခဲ့ပါတယ်။ ဇူလိုင်လ9ရက်နေ့ည8:18မိနစ်အချိန်ကလည်းအကျွမ်းဘက်စစ်ကောင်စီရဲ့တဒတ်ဦးလေတက်ကနေတက်လာတဲ့စစ်လေရင်ကမိုးကုံမြို့အရှေ့ပိုင်းတောင်ကချင်ရက်ကွက်ပမ်းမထိပ်ဘတ်ချမ်းမှာရှိတဲ့ကလတ်ချန်တဲ့ကိုပေါင်300ဘုံတလုံးကျဲချသွားတာကြောင့်လူနေရက်ကွက်မှာရှိတဲ့နေအိမ်တွေပေါ်ကြားရောက်ပောက်ကွဲခဲ့ပြီးအသက်12နှစ်အရွယ်ကလေးငယ်နှစ်ဦးကိုထိမှန်ကပွေချင်းမိသေးဆုံးခဲ့ပါတယ်အကျွမ်းဘက်စစ်ကောင်စီတက်က TNL ကသိမ်းပိုက်ထားတဲ့မိုးကုံမြို့နယ်ရဲ့ နေရတတော်များများကိုနေ့စဉ်ရက်ဆက်အကြိမ်ပေါင်းများစွာဘုံတွေကျဲချတိုက်ခိုက်နေတာကြောင့်အယက်သားပြည်သူတွေထိခိုက်တိုက်ဆုံးတန်ရာတွေရှိနေသလိုလူနေအိမ်တွေဖျားစေသည်တွေဖုံးကြီးကျောင်းတွေစာတင်ကျောင်းဆေးရုံတွေထိခိုက်ပျက်စီးနေပါတယ်ရှင်ဆလတင်ဆက်ပေးမှာကတော့မန္တလေးတိုင်းမိုးကုတ်မှာစစ်မှုထမ်းဖို့ဖမ်းဆီးထားတဲ့ကိုရခါပြည်သူ84ယောက်ကို TNL ကပြန်လွတ်ပေးလိုက်တယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။မိုးကုံမြို့မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ရဲ့အထွေထွေအတွင်းရင်းမှုတစ်ဘုံမှုကျုံနဲ့ကိုရခပြည်သူ လူထုတွေဟာပြီးခဲ့တဲ့ဩဂတ်စ14ရက်နေ့မှာတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကျင်းပခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။ PSLF TNL ရာမိုးကုံမြို့မှာရှိတဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ ဒေတာတွင်တည်ငြိမ်ရေးကိုဆောင်ရွက်နိုင်မှုအတွက်ကိုရခါပြည်သူတွေကိုဖိတ်ခေါ်ခဲ့ပေမဲ့လေသူတို့တပ်ဖွဲ့မှစစ်မှုထမ်းဖို့အစင်သင်မဖြစ်သေးတဲ့ကိုရခါလူမျိုးတွေကိုပြန်လည်လွတ်ပေးခဲ့ပြီးတဲ့နောက်ကိုရခါလူမျိုး84ဦးကိုလည်းအဲ့ဒီတွေ့ဆုံဆွေးနွေးပွဲအတွင်းသက်ဆိုင်ရာတာဝန်ရှိသူနဲ့မိဘအုပ်ထိန်းသူတွေစီကိုပြန်လည်အနံ့ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမှာတွဲဘက်အထွေထွေအတွင်းရင်းမှုတစ်ဘုံမှုချုပ်အပါအဝင်အရာရှိတွေ PSLF TNL တာဝန်ရှိသူတွေ မြို့နယ်ဌာနဆိုင်ရာတွင်နဲ့မိဘပြည်သူလူထုတွေအပါအဝင်စုစုပေါင်းလူဦးရေအယောက်200ကျော်တက်ရောက်ခဲ့ကြပါတယ်ရှင်။မကွေးတိုင်းဘက်ကသတင်းကိုကြည်အောင်ပါ။မကွေးတိုင်းမြိုင်မြို့နယ်မြောက်ပိုင်းတနေရာကိုအကြမ်းဖက်စစ်တပ်ကဘုံကျဲချခဲ့ရာကြောင့်ပြည်သူပိုင်းနေအိမ်တွေထိခိုက်ပျက်စီးခဲ့ကအသက်86နှစ်အရွယ်အဖိုးတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ပြီးခဲ့တဲ့ဩဂတ်လ16ရက်နေ့ညပိုင်းမှာ အကြမ်းဖက်စစ်တပ်ကတတအူးကနေတက်လာတဲ့ Jet Fighter နဲ့ပေါင်900ဘုံနှလုံးတွဲကျဲချသွားတာဖြစ်ပြီးနေအိမ်တွေထိခိုက်ပျက်စီးခဲ့ပေမဲ့လေပြည်သူတွေကတော့ရှောင်ပုံးနိုင်ခဲ့တယ်လို့ဒေသပြည်သူတွေစီကနေသိရပါတယ်။လက်ရှိဘုံကျဲချခံရတဲ့နေရာတွေကိုအကြမ်းဖက်စစ်တပ်က2024ခုနှစ်ဇူလိုင်လ26ရက်နေ့ကနေ3ချိန်တိုင်တိုင် MI-35 နဲ့လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအခုနှစ်မှာထပ်ပြီး Jet Fighter နဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါလို့ဒေသပြည်သူတွေကပြောပါတယ်ရှင်။ ရင်နီပြည်ဘက်ကသတင်းကိုကြည်အောင်ပါကရင်နီပြည်ဖားဆောင်မြို့နယ်မော်ချီဒေသမှာရှိတဲ့လူခားလူဆေးရုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကနှစ်ရက်ဇက်တိုက်လေကြောင်းကင်းထောက်ပြီးဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတအုပ်အပါဝင်ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိကဆေးရုံပျက်စီးသွားတယ်လို့ဒေသနေပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်ဒီနေ့ဩဂတ်လ18ရက်နေ့မနက်၈နာရီခွဲကဖားဆောင်မြို့နယ်မော်ချီဒေသမှာရှိတဲ့ လူခါလိုစေယုံကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ခလေတူးနဲ့လူကြီးတူးမစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစေယုံကလည်းလုံးဝပျက်စီးသွားခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကသူတို့ထိန်းချုပ်နိုင်တာမရှိတဲ့မြို့နယ်တွေကိုအရေးပေါ်အခြေအနေကြီးညာထားပြီးလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်နေတာကြောင့်မိဘပြည်သူတွေအနေနဲ့လေကြောင်းရဲ့ကာကွယ်ဆိုင်ရာတတိပေးချက်တွေနဲ့ နီလန်းတွေကိုလိုက်နာကျင့်သုံးပေးကြဖို့နဲ့ဘုခိုကျင်းတွေခိုက်ခိုက်မာမာတူးထားကြပါလို့တော်လန်ရဲ့ဖွဲ့စည်းတွေကတိုက်တွန်းထားပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမှာကတော့စကိုင်းတိုင်းမြင်းမှုမြို့နယ်စကိုင်းမုံရွာလမ်းမပေါ်မှာကင်းဘုံဝစ်ဖို့ထွက်လာတဲ့စစ်တပ်ကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်သား3ဦးသေဆုံးပြီးလက်နက်3လက်သိမ်းဆည်းရရှိခဲ့တယ်လို့ဗိုလ်တိုက်ကအတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ ပြီးခဲ့တဲ့ဩဂုတ်လ14ရက်နေ့မနက်9:40မိနစ်40အချိန်ကမြင်းမှုမြို့နယ်စကိုင်းမုံရွာလမ်းမပေါ်မှာရှိတဲ့စစ်တပ်အထိုင်ကိစ္စကန်တစ်ခုကနေကင်းဘုံဝစ်ဖို့ထွက်လာတဲ့စစ်သားတွေကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကပျောက်ကြားစစ်မွေရောက်ဗျူဟာနဲ့အသင့်ကြိုတင် နေရာယူစောင့်ဆိုင်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား3ဦးသေဆုံးကတအူးတန်ရာရရှိခဲ့ပြီးလက်နက်3လက်သိမ်းဆီးရရှိခဲ့ပါတယ်ဒီတိုက်ခိုက်မှုကိုစကိုင်းခရိုင်စစ်ဌာနကုကဲရေးမှုကုကဲမှုနဲ့ TGR တပ်ဖွဲ့11 Brothers တပ်ဖွဲ့ရင်နဂါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Black Eagle တပ်ဖွဲ့ Black Brothers တပ်ဖွဲ့ Hero တပ်ဖွဲ့နဲ့ Demo ပျောက် जा တပ်ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့အထူးကြိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးသွားတာပါ။ကြည့်ရှုပေးခဲ့ကြတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။